ကိုင်းနိုင်မုံရွာနဲ့ချောင်းနယ်အစမှာသတင်းကြိုလာပြင်းနေညစီမီထုံးပွဲနဲ့စရနာရှင်စန့်ကျင်ရေးတပိတ်ပြုတ်လုံနေတဲ့နေရာကိုစိုးစုဆက်တက်လေထီနဲ့ဘုံလာကျခဲ့တဲ့ဖြစ်စဉ်အတွင်းထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကိုစေဝါကူတာမှုတွေပြုလုပ်ပေးနေဆဲဖြစ်ပြီးတော့စေဝါနဲ့ငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုခုပြောပါတယ်ချောင်းမြို့နယ်မြောက်ချမ်းမုံရွာနယ်အဆက်မှာရှိတဲ့ဘုံတုံရွာမှာအောက်တိုဘာ6ရက်သတင်းကြိုလာပြင်းနေ့ည7:00ဝန်းကျင်မှာ စာနာရှင်စန့်စင်စီမီထွန်းတပိတ်ပြုတ်လုံနေတဲ့အချိန်စိုးစုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာနာမခါကနေတက်လာတဲ့စက်တက်လေဒီပါရာမော်တာနဲ့120မမဘုံဒီနှလုံးချဲချတိုက်ခိုက်ခဲ့တာကြောင့်စုစုပေါင်းသေဆုံးသူ24ဦးနဲ့ဒဏ်ရာသူ60နီးပါးရှိခဲ့တာပဲဖြစ်ပါတယ် လက်ရှိမှာလဲစေဝါကုသမှုခံယူနေရသူတွေထက10ဦးကျော်ဟာဒဏ်ရာပြင်းထန်နေပြီးကျန်တဲ့20ကျော်ကတော့ဒဏ်ရာအသေးစားနဲ့စေဝါကုသမှုတွေခံယူနေရဆဲဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။လက်ရှိမှာဘုံစားထိမှန်ခဲ့တဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုစေဝါကုသမှုတွေပြုလုပ်ပေးနေဆဲဖြစ်ပြီးတော့စိုးရိမ်ဒဏ်ရာရရှိခဲ့သူတွေဟာဥကောင်းနဲ့ဝမ်းပိုင်ပိုင်နေရာတွေမှာပြင်းထန်ဒဏ်ရာတွေရရှိထားတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့သူတွေကအမှတ်ပီကိုပြောပါတယ်။ ချောင်းနယ်တွေကစီမေးထွန်းတပိတ်ကိုစိုးစုကပုံကျက်တက်ဖြတ်ခဲ့ပြီးနောက်မြေပြင်မှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့စေဝါကုသမှုခံရမဲ့သူတွေကိုစိုးစုကပါရာမိုတာနဲ့မုံရွာချောင်းနယ်တွေထပ်မံပုံကျက်ခဲ့တယ်လို့လက်နက်ကြီးတွေနဲ့လည်းဇက်တိုက်ပစ်ခတ်ခဲ့တာကြောင့်သေဆုံးသူတချို့ကိုညာတွင်ချင်းဖြစ်တယ်လို့တကြိုခဲ့ရတာပဲဖြစ်ပါတယ်။စီမေးထွန်းတပိတ်ပုံကျက်ခံရတဲ့ဖြစ်စဉ်မှာကလေးငယ်တွေနဲ့ဒေသခံပြည်သူတွေ တပိတ်ဖွဲ့တွေနဲ့ PDF ရဲဘော်တချို့အပါအဝင်စုစုပေါင်း24ဦးသေဆုံးခဲ့ပြီးတော့60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တီကဆိုပါတယ်။စောင်းမြို့နယ်ထဲမှာစုစုကကျေးရွာတွေကိုတိုက်ပွဲမရှိဘဲနဲ့စက်တလေဒီဂျိုင်ယိုကော်ပိုရာတွေနဲ့လေချောင်းကနေဘုံကျဲတက်ဖြတ်တာလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေကြောင့်အယက်သားပြည်သူတွေမကြကနထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။